ရှေ့ပြည်တွေမှာအခြေခံ sentence structure ၅မျိုးဘယ်လိုမျိုးတည်ဆောက်ရလဲဆိုတော့ရေအဲဒီ၅မျိုးကနေမှာခြေကပြီးတော့ရေးခြင်းနဲ့ပြောခြင်းနဲ့ဆိုရင်သုံးလို့ရမယ်ပုံစံတစ်မျိုးဖြစ်တဲ့ဒီ aversive frequency ချိန်နှုန်းပြတဲ့ effort တွေကြောင့်ရှင်းပြထားတယ်အဲဒီဗီဒီယိုမှာတော့နောက်ထပ်ခြေကပြီးတော့ရေးလို့ပြောလို့ရမယ်ပုံစံတစ်ခုဖြစ်တဲ့ anlorn nd every ကြောင့်ရှင်းပြပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခြေကန် english အပိုင်း၁၄ရက်နေ့ကျော်လိုက်ပါတယ်အဲဒီဗီဒီယိုမှာတော့ ကိုတိဆောက်တဲ့ပီဇာဒီခြေခံဆန်းတဲ့လေးတွေကို နောက်ထပ်ခြေကားပြီးသုံးလို့ရတဲ့ပုံစံမျိုးကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်။ဒီ Align ND Advert တွေကတော့အများစုရှင်းနေထားပြီးသား Align နဲ့ဆုံးသက်တဲ့ဒီ Advert စကလုံးလေးကိုပြောရဖြစ်ပါတယ်။အဲဒီ lift ထဲမှာပါတဲ့ဒီစကလုံးလေးတွေနဲ့စာကြောင်းတွေမှာထည့်သွင်းလိုက်တဲ့ခါကျရင်အဲကိုရေးချင်တဲ့စာကြောင်းကိုပြောချင်တဲ့စာကြောင်းကပို့ပြီးတော့အဓိပ္ပာယ်ရှိသွားမယ်။ဥပမာကျွန်တော်တို့ဒီအခြေခံစန်းတဲ့မှာဆိုရင် သူမှာပြီးတယ်လို့ကျွန်တော်တို့ပြောမယ်ဆိုရင် she runs ဆိုရင် အဲ့ဒါ subject နဲ့ verb နဲ့တိစောက်လိုက်တာအဲ့ဒါဟိုမှာအဲကျွန်တော်တို့ဒီ online ending error လေးတွေထည့်သုံးရမယ်ဆိုရင်သူမြ мян ပြေးတယ်သူနည်းနည်းပြေးတယ်ဆိုရယ်အဲစာကြောင်းပုံစံမျိုးတွေကိုကျွန်တော်တို့ရေးလို့ပြောလို့ရသွားပြီဒါဆိုသူမမြ мян ပြေးတယ်ဆိုရင် she runs quickly ဆိုပြီးတော့ကျွန်တော်တို့နောက်ကနေ online ending error လေးထည့်သုံးရမယ်အဲ့လိုမသုံးခြင်းဘူးဆိုလဲဒီ online ending error ကို subject နဲ့ verb ကြားမှာလည်းပြောင်းသုံးလို့ရတယ်ဥပမာ she quickly runs ဆိုတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်သူမ ဖြည်းဖြည်းပြည့်တယ်နည်းနည်းပြည့်တယ်ဆိုလဲ she rains slowly ဆိုပြီးသုံးလို့ရတယ်ဒါမှမဟုတ် she slowly rains ဆိုပြီးရလဲသုံးလို့ရတယ်ကိုတိဆောက်ထပ်ပြီးသားစာကြောင်းလေးတွေမှာဒီ allo anti effort လေးထည့်သုံးလိုက်တာနဲ့အဲပို့ပြီးတော့အဓိပ္ပာယ်ရှိသွားမယ်ဥပမာအဲသူတို့ဘောလုံးကစားတွေဆိုရင် they play football tauma go drubiojini bolongda is a hindi play football habili so biote don ayome like tamo ine de habili play football so bile don ya a drua bolong so wa gazare so yin they play football badly lo so don lo yare tamo ine they badly play football so bile don lai lo yare and other u maraku ne ne we do our homework ဒါဆိုငါတို့အိမ်သာလုပ်တယ်ဒါဆိုငါတို့အိမ်သာလုပ်လို့ကူပဲလုပ်လုပ်တယ်ဆိုရင် we do our homework easily ဒါမှမဟုတ်အိမ်သာကိုတိတ်တိတ်ဆိတ်ဆိတ်လုပ်တယ်ဆိုရင် we do our homework silently ဒါမှမဟုတ်ငါတို့စဉ်းစားဉာဏ်ဉာဏ်ကြည်ကြည်လောင်လောင်လုပ်တယ်ဆိုရင် we do our homework loudly ဆိုပြီးတော့သုံးလိုက်ရမယ်အဲ့တော့ကိုတိဆောက်တဲ့ပြည်စာကြောင်လေးတွေမှာဒီလို NLND advert လေးထည့်သွင်းလိုက်တာနဲ့ကိုရဲ့စာကြောင်ကငကိုထက်ပိုပြီးတော့အဲအဓိပ္ပာယ်လေးပိုရှိသွားမယ်ပေါ့အဲ့တော့ဒီ NLND advert တွေနဲ့ဒီရှေ့ရသင်ခဲ့တဲ့ frequency advert တွေနဲ့လည်းပေါင်းပြီးတော့သုံးလို့ရတယ်ဥပမာအဲသူမအမြဲတမ်းပြေးတယ်ဆိုရင် she always rains တော့ဒီမှာကအမြဲတမ်းမြန်မြန်ပြေးတယ်ဆိုရင် she always rains quickly ဆိုပြီးတော့တွဲတောင်းလို့ရတယ်အဲအဲ့လိုမဟုတ်ဘူး तू ကနေတိုင်းဖြည်းဖြည်းပဲပြေးတယ်ဆိုရင်အဲ she rains slowly every day ဆိုပြီးလည်းတောင်းလို့ရတယ်အဲဒါမှမဟုတ်ရင် तू မကအဲတစ်ဖက်ကိုတစ်ချိန်မြန်မြန်ပြေးတယ်ဆိုရင် she quickly rains once a week ဆိုပြီးတော့ဒါကိုပါနိုင်ရင်ပါနဲ့တလို့သုံးနိုင်ရင်သုံးနဲ့တလို့မျိုးမျိုးအဓိပ္ပာယ်တွေပြောင်းလဲပြီးသုံးလို့ရတယ်။ဒါဆိုရင်ကိုတိဆောက်တဲ့ပြီးသား စာကြောင်းလေးတွေကိုဒီလို online ending advert တွေ frequency advert လေးတွေထည့်သုံးတတ်မယ်ဆိုတာနဲ့ကိုယ့်ရဲ့စာကြောင်းအဓိပ္ပာယ်လေးတွေကလည်းမျိုးမျိုးပြောင်းလဲသွားမှာဖြစ်ပါတယ်။အဲနောက်ထပ်ဥပမာအနေနဲ့အဲသူတို့ဘယ်တော့မှဘောလုံးကိုတော့သတိကြီးမကစားဘူးဆိုရင် they never play football angryly ဆိုပြီးတော့သုံးလိုက်ရမယ်။ဒါဒီလဲရှေ့ရသင်ခဲ့တဲ့ never ဆိုတဲ့ဒီ frequency advert နဲ့ angry လေးဆိုရဲဒီ L1 ND အရက်ကိုပြောပြီးတော့တောင်းလိုက်အောင်မယ်အဲ့လိုမဟုတ်ဘူးဆိုလဲ they happily play football every week သူတို့အပတိုင်းဘောလုံးကိုပြီးတော့ရှင်ရင်ကစားရတယ်ဆိုရဲပုံစံမျိုးလဲတောင်းလို့ရတယ်အဲနောက်ထပ်ဥပမာတစ်ခုအနေနဲ့ we rarely do our homework loudly ဒါဆိုကျွန်တော်တို့အိမ်သားတွေကိုစူးစူးညံ့ညံ့ကြက်ကြက်လောင်လောင်လုပ်ခဲတယ်ပေါ့ဒါမှမဟုတ် we sometimes do our homework silently ကျွန်တော်တို့တခါတည်းရင်အင်ဇာဟုတ်တိတိစီလေးလောက်ကြတယ်ပေါ့ဒါဆိုကိုသုံးရင်သုံးတတ်တယ်လို့ကိုပြောချင်တဲ့အဓိပ္ပာယ်တွေလည်းမျိုးမျိုးပြောင်းလဲပြီးတော့သုံးလို့ရတယ်အဲဒါလေးတွေကိုကျွန်တော်တို့သိထားမယ်ဆိုရင်အဲငကောထက်ပို့ပြီးတော့စာကြောင်းတွေတိဆောက်တဲ့နေရာမှာစကားတွေပြောရနေရာမှာပို့ပြီးတော့အဲအဆင်ပြေလာမှာဖြစ်ပါတယ်အဲဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာနောက်ထပ်ပုံစံတစ်မျိုးကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်အဲနောက်တစ်ခုကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ like လုပ်နေတဲ့သူရှိရဆိုရင်လည်း comment မှာမှတ်ငယ်ပေးပါ အဲနောက်ရမှာနောက်ထပ်ပုံစံမျိုးထပ်ပြီးရွှင်ပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်